မင်္ဂလာပါရှင်။ဇွန်လ23ရက်တနင်္လာနေ့ရွှေရံကုန်းရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မယ့်သတင်းကတော့လူငယ်တို့ရဲ့ဇွန်အားမှသည်ကြောင်းမာတန်တူညီများမှုနဲ့လူအခွင့်အရေးစီသူကောင်းစဉ်ဖြင့်အသိပညာပေးဟောပြောပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအကစားနှင့်လူငယ်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီကပြုလုပ်သောလူငယ်တို့ရဲ့စွမ်းအားမှသည်ကျောင်းမှထန်တူညီမျှမှုနှင့်လူအခွင့်အရေးစီသို့ခေါင်းစဉ်ဖြင့်အသည့်ပညာပေးဟောပြောပွဲကိုစွန်လ20ရက်နေ့နံပိုင်းကတာဂေတာမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင်ကျင်းပဆောင်တည်ရပါသည်။ ရှေဦးစွာရန်ကုန်တိုင်းဒေသကြီးလူငယ်ရှေရကော်မတီဒုတိယဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးထေအောင်ကအဖွဲ့မှစကားပြောကြားပြီးရန်ကုန်တိုင်းဒေသကြီးအက္ကစားနှင့်လူငယ်ရှေရအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးစောလွင်ဦးကနှုတ်ခွန်းဆက်စကားပြောကြားပါသည် ဆက်လက်ပြီးကျောင်းမတန်းသူညီများရှိနေလူအခွင့်အရေးကော်မတီဥက္ကဋ္ဌဒေါ်ကြည်သာဝင်းမြင့်ကအသိပညာပေးဟောပြောဝဲကျင်းပရခြင်းနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားက Gender Awareness with a Focus on Gender stereotypes ညာဆန်းမေကိုများဖြစ်ဆိုခြင်းများပြုလုပ်ပါတယ်။အဲ့ဒီနောက်ဒေါ်အေးမြမြထွန်းပညာရေးအကြံပေးမှလူအခွင့်အရေးညီကုံအားဆွေးနွေးဟောပြောခြင်းမြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်ညွှန်ကြားရေးမှူးဦးစော်လွင်ထူကလူငယ်များအတွက်လူအခွင့်အရေးအရေးပါပုံကိုဆွေးနွေးဟောပြောပါတယ်။ ။အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအာကစားနယ်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌဒေါ်သီရာခိုင်ကရေနဲ့ရေကို30ပွန်အကြောင်းအသိပညာပေးပြောကြားပြီးရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်ကဆွေးနွေးဟောပြောခဲ့ကြတဲ့သူများအားဂုဏ်ပြုလက်ဆောင်များပေးအကြောင်းသိရပါတယ်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ဒလားမြွနယ်တွင်ရှေးဥပြုစုဤအခြေခံတင်နန်းဖွင့်လှစ်တဲ့တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဒလားမြွနယ်တွင်မိခင်နှင့်ကလေးဆောင်ရှောက်ရီအသင်းနှင့်တက်ချီနီအသင်းခွဲတို့ပူးပေါင်းဖွင့်လှစ်သောရှေးဦးပြည့်စုံဤတင်နန်းဖုံမွဲကိုဇွန်လ22ရက်နေ့နက်9:00နာရီမိနစ်30ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိအစီအွေခန်းမာတွင်ပြုလုပ်ရာ မြို့နယ်မိခင်နှင့်ကလေးဆောင်ရှောက်ရီအသင်းဥက္ကဋ္ဌဒေါ်နုနုထွေကအမှာစကားပြောကြားပြီး ချက်ချင်းဒီတပ်ဖွဲ့ဝင်များအတွက်ထောက်ပံ့ငွေများကိုမြို့နယ်ချက်ချင်းဒီအသင်းခွဲမှမြို့နယ်တပ်ဖွဲ့မှဦးအောင်လွင်ထံပေးရကြောင်းသိရပါဗျ။တင်းနန်းတွင်မြို့နယ်ချက်ချင်းဒီအသင်းခွဲဥက္ကဋ္ဌဦးတန်းဦးနှင့်တင်းနန်းနီးပြလေးဦးကဇွန်လ22ရက်မှ24ရက်ထိတင်ကြားပို့ချမှာဖြစ်ကြောင်းလည်းသိရှိရပါဗျ။ဒီသတင်းကိုတော့ခင်ဆန္ဒမြင့်ကပေးပို့လာတာပါ။ ထမန်နေဆမဲသတင်းကတော့လာတာမျိုးရင်းမူရည်စေဝါအနီရဲ့အကြောင်းအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလာတာမျိုးနယ် Community Center ခန်းမတွင်ဇွန်လ22ရက်နေ့နဲ့17နာရီကမူရည်စေဝါအနီရဲ့အသိပညာပေးဟောပြောပွဲနေရန်ကအစားဆောင်ပြပွဲစာအုပ်စာဆောင်ပြပွဲပြိုင်ပွဲများနဲ့စုပေပွဲပြုလုပ်ကြောင်းသိရပါတယ်။ဟောပြောပွဲတွင် မြို့နယ်တိုက်ကွန်ဒိုနီးပြဆရာမဒေါခင်မျိုးလှိုင်းကအမတ်စကပြောကြားပြီးပြန်ကြားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာ ရှိဒေါ်နန်သဲနူအောင်ကမူရီစေဝါအနီရဲ့ဟောပြောပါရယ်။အဲ့ဒီနောက်ကြပြရေဆိုပြန်ပွဲပုံမြင်ပြောပြန်ပွဲဖတ်မှန်စွမ်းရည်ပြန်ပွဲနဲ့စကပုံဆက်ပြန်ပွဲများကိုကျင်းပကဆွေရရှိသူများကိုဆုမြခြင်းမြင်ပါရယ်။အဲ့ဒီနောက်သတင်းစကားလက္ခဏာစာဆောင်များဖြန့်ဝေပေးခဲ့ကြကစာအုပ်စာဆောင်များနေရက်စာဆောင်များကိုခင်းကျင်းပြသကြောင်းသိရပါရယ်။ဒီသတင်းကိုတော့နန်းသဲနူအောင်ကပေးပို့ထားပဲဖြစ်ပါရယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်အဖျောက်မြို့တွင်မြို့တန်ရှင်တာယာလှပစီစူပေါင်းဆောင်ရွက်တဲ့တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အဖျောက်မြို့တွင် ဇော်လ22ရက်နေ့နက်9နာရီကအဖျောက်မြို့အမှတ်နီရက်ကွယ်ရှိ လောကမန်အောင်မဟာတန်တစောင်းတော်ကြီးဖျားဝင်အတွင်မှာမြို့အုပ်ချုပ်ရေးမှုဦးဆောင်မင်းတွေဦးဆောင်ပြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနေမြေလုံခြုံရေးတပ်ဖွဲ့ဝင်များမြို့ရေးစခန်းမှုနဲ့ရေးတပ်ဖွဲ့ဝင်များမြို့မိသက်ဦးစီးဌာနလက်ထောက်ဦးစီးမှုနဲ့မိသက်တပ်ဖွဲ့ဝင်များမြို့စီပင်သာရေးအဖွဲ့မြို့နယ်လက်စစ်မဏိကြာယုံရက်ကောက်အုပ်ချုပ်ရေးမှုများပူးပေါင်းပြီးလောကမန်အောင်မဟာတန်တစောင်းတော်ကြီးတွင်တန်ရှင်းဆောင်ရွက်ကြကဗုဒ္ဓရ င်ပွားတော်များအားကြာသင်္ကန်းများကလူပူဇော်ကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဝေကြီးကပေးပို့လာတာပါ